်သွားတာပါရှင်ဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးဒီမှာအကုန်လုံးမှုနှောက်ပြီးအကုန်လုံးရှာသွားတာပါရှင်အကုန်လုံးပါသွားပါတယ်ရှင်အကုန်လုံးဒီမှာကြည့်ပါဦးအဲ့ဒီနေ့အင်ရသမီးဆိုင်ကလူခံရတယ်ဒီလားအင်ရသမီးဆိုင်ကလူခံရတယ်တက်တူချောင်းလေးကိုပြပြမယ်ဒီတက်တူပကံမတက်တူဆွဲတဲ့ဟာအလဲချင်းမိတာအာလားအာလားအာလားရောမပြောရင်အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေ။ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ ညဘက်လူကြီးသိတဲ့အချိန်မှာအင်ရှင်နီကိုအိမ်ငွေချပြီးတော့နော်ရှီတမြပစ္စည်းတွေအကုန်လုံးခိုးသွားတယ်နော်ဒီအမဆိုရင်လည်းသူသမီးလေးကဆိုင်ကယ်လူရဲခံလိုက်ရနော်ဒီခိုးသွားတဲ့ကိစ္စလူသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတကြောတင်းတင်းမလုပ်စားဘဲနဲ့သူမြပစ္စည်းကိုနော်အလွယ်အချောင်းလူချင်းနဲ့လူလူပြောထားရှင့်ညီမနဲ့တူတူဗီဒီယိုလေးကိုကြည့်လိုက်အောင်ရှင့်ဆက်တယ်ဆက်တယ်ဘီလောင်ဒီမှာကြည့်ကြဒီမှာကြည့်ကြ ဒါဒီညဓမ္မဓမ္မဓမ္မခလေးတွေအကုန်ကြည့်ဒီမှာဒီမှာဒီမှာဆက်ချုပ်နေတာကိုပြတာဆက်ချုပ်နေတာကိုပြတာဒီချိန်ဆိုမီးတီးတယ်နဲ့တဝင်းဝင်းချုပ်နေလို့နှစ်ကင်းလို့မထင်နဲ့ဒါညဘက်ကြီးညဘက်ကြီးအကုန်အကုန်အတန်ရက်တာအကုန်ဆက်တန်ရက်တာလိုင်းပေါ်ကနေပြီးတော့အဲအချောင်းသမားတွေကိုပြောရမယ်အကုန်ဆက်တန်ရက်ထားလိုက်ဒီနေ့လေဒီနေ့အိမ်ရသမီးဆိုင်ကလူခံရတယ်ဟုတ်လား အဲ့ရသမိဆိုင်ကလူခံရတဲ့နိုင်ငံရေးနဲ့နိုင်ငံမှမကောင်းပါဘူးဆိုမှလေငါတို့မြန်မာလူမျိုးတွေရှက်ဖို့လှုပ်တဲ့လူတွေကိုပြောတာမဆိုင်တဲ့လူမထိခိုက်ပါစေနဲ့လှုပ်တဲ့လူတွေကိုပဲပြောတာငါတို့မြန်မာလူမျိုးတွေရှက်ဖို့နင်တို့ကိုလေပြောဖို့အတန်းတန်းဒေါသတွေစုရတာလေကိုယ်ချိန်မြရှေ့တင်ရောက်လာလို့ရတော့လေသလားဒီလိုလက်ညှိုးနဲ့ခောင်းရင်တော့လေဒါစိစိနဲ့တော့ပေတိုင်းနေသလား ိုက်ထားမှာတိုးနေတာပြောချင်တာအချောင်သမားတွေတော်မိလောင်တော့ကြောင့်လက်ခမောင်းခတ်အချောင်ယောက်ျားတွေဖြစ်ပြီးဒီမှာကြည့်လိုက်ညာဘက်ထိမိန်းကလေးတွေအလုံးလုံးပြီးစားနေတယ်သိလားဒီမှာကြည့်ကြအဲ့ဒါတညာလုံးတို့တွေနော်အလုံးလုံးပြီးစားနေတယ်ငါတို့စားတဲ့ထမင်းတွေကဖြူတယ်သိလားပြူအောင်လို့စားတာနင်တို့အထက်ကိုလေနင်တို့လေသွေးတွေမျိုးမျိုးချနေတိလားသူများမျက်ရည်တွေမျိုးမျိုးချနေငါတို့ကမျက်ရည်မကြပါဘူးနင်တို့အချောင်သမားလူသွားတဲ့ပစ္စည်းတွေငါတို့တွေကမျက်ရည်မကြဘူးဒေါသထွက်နေတာ အခုချိန်မှာရှေ့ပေါ်လာရင်သူများနဲ့လို့ရိုက်တတ်စရာမလိုဘူးလက်ညိုးလေးနဲ့လေးစိ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 နဲ့ထိုးတော့ပေတယ်တလားအချောင်သမားတွေဒီမှာမိမတွေအကုန်လုံးညာဘက်ထိအလုံးလုံးစားနေတယ်နင်တို့လမ်းပေါ်မှာထွက်ပြီးတော့ဘလို့လူကိုလူလို့ရမလဲလို့မနဲ့မိုးလင်းနေကနေလိုက်ကြည့်ပြီးတော့ခိုးခွက်လူအခုကဒိုးနိုင်ငံမှာဒိုးနေပြီးတော့လေလမ်းအောင်ကောင်းကောင်းရှောက်လို့မရဘူးသိလားဒီထားမှာဆက်ဆက်တဲ့လူဆက်ဆက်ပတ်သက်တဲ့လူတွေကတော့တောင်ကြားမှဟောက်တက်ရောက်ကတော့တွေ့မှာပဲယောက်ျားတွေပဲ ရှာစားလို့မရဘူးလားမိန်းမတွေတော့ညင်းတဲ့တကောင်ကြီးအလုံးလုံးပြီးရှာစားနေတဲ့ချိန်မှာလေနင်တို့ကပစိုးဝင့်ပြီးတော့လေလိုက်ပြီးအချောင်ခိုးစားနေမြန်မာနိုင်ငံမှာခေတ်ခါလာမကောင်းတဲ့ချိန်မှာတော်မီလောင်တော့တောကြောင်တွေလက်ခမောင်းခတ်အေးနင်တို့တောကြောင်တွေကလည်းနော်တို့ပြည်သူတွေကတခါလဲကြာရင်သိတယ်မလားလူကြီးတွေကရက်နဲ့မီးဖို့တောကြောင်တွေကြိုက်တယ်အဲ့ဒီနေ့ကိုကန်ချမကြီးကနင်တို့လက်ရောက်လာအောင်မနင်တို့ကလူရက်ခိုး နင်တို့ကခိုးတာတယောက်လူတာတယောက်ဒါပေမဲ့စားတာနင်တို့နောက်မှာမိသားစုတွေအများကြီးငါတို့ရှားဖွေထားတာနှင်မနာညမနာတွေတန်တရာမှာနင်တို့ကငါအိမ်မှာခွေးလာမဖြစ်နဲ့ခွေးလာဖြစ်ရင်ငါတို့ကခွေးဆိုပြီးတော့ငါတို့ရဲ့တရာစိတ်တနာစိတ်နဲ့ကျွေးနေအောင်မယ်နင်တို့ကကျွန်းငါအိမ်မှာမဟုတ်ဘူးဒီတန်တရာမှာလောက်ထားတဲ့ကိစ္စကိုနင်တို့နေရာတိုင်းမှာကျွန်းခံရမယ်သိလားအကောင်နေနင်တို့နေရာတိုင်းမှာကျွန်းခံရမယ်နင်တို့ရုပ်ရည်လေးတွေလှတ်တာပတ်တာလေးတွေစီးထားတော့ဓမ္မကျမ်းကြိုင်ထားတဲ့ဖုံးကငါတို့တက်တောင်တိုင်းတာသိတယ်စီးလာတဲ့ ီလာတဲ့ဆိုင်ကရစကိုပြီးမစကိုပြီးနဲ့ကလစ်နဲ့မှတခိုးတွေကအမလစ်သားနာနေလိုက်တာပြောင်ရောင်မှာပေါ့ဒါပေမဲ့နင်တို့ဒီခဏဒီတဘဝပဲတဘဝဆန်နေသီလားနင်တို့ဘဏ္ဍဘဝဆန်ဆန်ခွဲတဲ့နေကြတဲ့ဘဝနဲ့ပဲဆန်မှာသီလားလူခိုးရက်ဒီဘဝတော့လူမှခိုးမှရက်မှစားတာဆိုတန်တရာမှာလေငါတို့အိမ်မှာဒီမှာခွေးလာမဖြစ်နဲ့ချီးလာမကြွေးဘူးသီလားချီးလာမတထားဘူး လိုမျိုးအိမ်ငွေချပြီးမှဘယ်လိုလုပ်သွားလဲမသိဘူးအိပ်ပျော်နေတဲ့အချိန်လေးကိုညာဝင်သွားတာပေါ့နော်ဒီမှာကြည့်တော့လေကျွန်တော်ချားတဲ့နေရာကိုမြင်သွားပြီးတော့မှပေါ့နော်တခါလေးလုပ်သွားတာပါရှင်ဒီမှာအကုန်လုံးပေါ့နော်အကုန်လုံးဒီမှာအကုန်လုံးမှုနောက်ပြီးအကုန်လုံးရှာသွားတာပါရှင်အကုန်လုံးပါသွားပါလေရှင်အကုန်လုံးဒီမှာကြည့်ပါဦးအဲ့ဒီနေအကုန်လုံးမှုန်သွားပါလေရှင်ဒီလိုလိုမျိုးတွေကိုဘယ်လောက်ထိပဲနာအောင်ပြောပြောနော်ဘယ်လိုနာမှာမဟုတ် သူတို့ကပင်မမမလောက်စားခြင်းเนาะအလွယ်ပဲရရှင်တာရှင်အလွယ်လေးအလွယ်ရပြီသူများနားကနေအေးအေးဆေးဆေးလေးနေထိုင်ပြီးတော့ချောင်စားတောက်နေခြင်းကြတာเนาะဒါကြောင့်မလို့သူတို့တွေကဘလောက်ထိပဲပြောနေပါစေကိုတွေကိုเนาะဘယ်လိုဆိုင်မှာမဟုတ်သူတို့ကတော့ခုမြေတိုင်းခုနေမှာပဲเนาะဒါကြောင့်မလို့ကိုဘကပို့ပြီးတော့တေချာပြီးစိုက်ပြင်နေရှင်နောက်ထပ်ဗီဒီယိုလေးကတော့ပကံသွားလဲဖို့စဉ်းစားတာအတူတူကြည့်ပြနေနော်ပကံသွားရင်ဂျင်းမိမှာဆိုလို့ဆိုပြီးပြောပြလာတဲ့မတရားဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ညီမနဲ့တူတူကြည့်လိုက်ရအောင်နော် ကျွန်မတို့တာမီနှစ်ယောက်ဘလောက်လေလဲဆိုတက်တူချောင်းလေးကိုပြပြမယ်။ဒီတက်တူပကံမတက်တူဆွဲတဲ့ဟာနော်ကျွန်မတို့လက်မရတောင်းမင်းနဲ့ရန်ဖြစ်ရတယ်။ရန်ဖြစ်ရတယ်ဆိုအဲ့လိုမျိုးပေါ့နော်စိတ်ဆိုးတာပေါ့ယောက်ျားလေးဆိုတော့အတုံးများသွားတာကိုနော်။ကျွန်မကလည်းဂျင်းမိတာအာလားအာလားအာလားရောမပြောရဲတာရော ဒီတက်တူဆိုလို့ရှိရင်အမတ်တရအနေနဲ့ပေါ့နော်ကျွန်တော်တို့ပကံရောက်ရင်ဆွဲကြတယ်ဟိုအရင်နှစ်တွေတုန်းကဆိုလို့ရှိရင်1500 2000 2500ပုံအကြီးကြီးလက်အပြည့်ဆွဲမှ9000ဆိုတာအလွန်ဆုံးပေးရတာအဲဆိုတော့ကျွန်မအရင်နှစ်တွေလိုပဲပေါ့နော်အဲ့တော့9000ပဲမှတ်လို့ဆွဲလိုက်တာ9000ဟိုဘက်9000ဒီဘက်9000မှာတတောင်သားမိနှစ်ယောက်မှာ2000ပဲကြာမှာပေါ့2000ဆိုလို့ရှိရင်တော့ကိုကအဆင်ပြေတယ်လေနော်အဲ့နဲ့ဆိုတော့ဆွဲလိုက်တာဆွဲလိုက်တာဆွဲနေပြီးတော့ဒီမှာဒီလိုဆွဲတာနှစ်ဖက်အဲ့လိုဆွဲတာဘယ်လောက်ကြာတယ်ထင်လဲ ตาမိနှစ်ယောက်လေ6တောင်းကြတယ်6တောင်းလန့်သွားတာပဲအဲ့နေဆိုမပြောရဘူးကိုကပြူပြူကြီး6တောင်းဆိုတော့အမျိုးသားကလည်းလေထမေးတာဘယ်လောက်လဲဆိုတော့6တောင်းဆိုသူလည်းစိတ်တည်ဆိုးသွားတာပေါ့နော်သူကလည်းလူတစ်ဖက်သားကိုကြတော့မပြောရဘူးစိတ်ပဲဆိုးသွားတာအဲ့နေဆိုတော့တွားရင်ငါတို့လင်မယားတော့ရန်ဖြေရတော့မှာပေါ့နော်အဲ့နေဆိုကြောက်ကြောက်နဲ့အဲ့6တောင်းကိုတော့ပေးခဲလိုက်တာ ပေးခဲ့လိုက်ပြီးတော့တနေရာရောက်တော့ကျတော့ယင်တော့ကပကံမှာအတိမိတ်ဆွေရှိတာပေါ့နော်မိတ်ဆွေအဲ့ဒီဦးလေးကြီးနဲ့ဆုံးတော့ကျဟာတဲ့တာမင်းကြီးကလက်ကရတဲ့တော့ပကံတတူးတွေနဲ့ပါလာတဲ့ဝါသနာပါတယ်ထင်နေဆိုတော့ဟုတ်တယ်လို့ဝါသနာပါတယ်ခါတိုင်းရောက်တိုင်းလဲဆွေးနေကြပေါ့နော်ဒါမှမဟုတ်ဒီတစ်ခေါက်ကဈေးကများတာဗျာလို့6000ကြီးတောင်ပေးခဲ့ရတယ်လို့ကိုအဲ့လိုပြောပြဟာတဲ့မဖြစ်နိုင်တာတဲ့ကျွန်တော်တို့ပကံမှာအဲ့လောက်မတောင်းပါဘူးတဲ့ဟာမတောင်းတာတောင်းတာတော့မသိဘူးဗျာလို့ကျွန်တော်တို့လို့အာ6000ပေးခဲ့ရတယ်ပဲဆိုငါတဲ့အမကလည်းတဲ့အဲ့ဒါလည်းများတယ်ခေါပကအဖွဲကိုတက်ပြောလိုက်တဲ့ ဲ့ဆိုကိုကကိုဘကအဖွဲကိုဘာလို့သွားပြောရမှာလဲပေါ့နော်မသိဘူးအဲ့လိုအဲ့လိုပြောတာဆိုတာလည်းမသိဘူးသူကဟာတဲ့အမလည်းပြန်သွားလိုက်တယ်ပြန်သွားပြီးအဲ့လိုတာပြောလိုက်ကိုဘကအဖွဲကိုသွားပြောမှာလို့တာပြောလိုက်တယ်သူတို့သဘောပေါက်တယ်ဆိုနေကျွန်မလည်းပြန်သွားလိုက်တာပေါ့နော်ပြန်သွားတင်ပြီးတာပြန်သွားလိုက်တော့ကျွန်မအဆင်မပြေဘူးဗျာလို့ခင်ဗျားတို့ကလို့တဘုံကိုဘလောက်လို့လည်းမပြောဘူးလို့ ဟိုလိုဆွဲမယ်ဆွဲမယ်ဆိုပြီးကြတော့ကျမတို့ပကြီးဆွဲကျင်နေဆိုတော့ကြတော့ခင်ဗျားတို့ကထိုင်ထိုင်ပြီးတော့ပုံလဲမယွေးရအောင်ဗျာလို့ဈေးလဲမမပြောဘူးဗျာလို့ဆွဲပြီးလိုက်တာလို့အဲ့ဒါဆိုကျမပြီးကြတော့ပြီးလဲပြီးတော့6000ကျောင်းကြီးတောင်းလိုက်တာအဆင်ပြေဘူးဗျာလို့ကျမခေါပကအဖွဲကိုသပြောမလို့လို့အဲ့လိုမျိုးပြောတော့ကျမကျမကိုတဝက်ပြန်ပြီးလိုက်တာတော့သူတို့အဲ့ကျမပြန်တောင်းမနာမသွားပါနဲ့တဲ့အမရဲ့ကျွန်တော်တို့ကလည်းလက်ရလဲမတူလို့လဲနှာလဲနှာအောင်ဆွဲပြီးလိုက်လို့မလို့ဘာညာကျွန်တော်တို့တဝက်ပြန်ပြီးပါမယ်ဘာညာဆိုတော့ အဲ့လီပကန်းကိုရောက်တယ်ဆိုမြန်လေးဒီတက်တူကိုမြန်လေးဈေးချိုတယ်ထင်ပြီးတော့ရမ်းပြီးတော့သွားမဆွဲလိုက်လေနဲ့ကျမလိုမျိုးချင်းမိမှဆိုလို့ပြောပြတာသိပြီလားကျမတော့ဒီဟာကို6တောင်းပေးပြီးတော့ခေါပကအဖွဲကိုတပ်ပြုတ်လိုက်မယ်လို့ပြောလိုက်တာကျမတဝက်ပြန်ရခဲ့တယ်အဲ့ဒါဟုတ်လားပြောပြတာချင်းမိခဲ့တာဗောနော်ဒီဖြူလေးကတော့ပကန်းကိုသွားမဲ့တူဒီအနေနဲ့နော်ပကန်းရောက်ရင်အကုန်လုံးကနော်လက်ပကြီးအမှတ်တရဆွဲကြတယ်ရှင်ဒီလက်ပကြီးဆွဲမယ်ဆိုလို့ရှိရင်နော်အရင်ဆုံးဈေးမေးတဲ့နော် ဘာလို့လဲဆိုတော့တချို့လက်ပကြီးဆွဲတဲ့လူတွေကနော်တနက်စားညံရှင်ဘာလို့လဲဆိုတော့ခီးတယ်တဲ့တခါတလီမှလာတော့ကြတော့နော်သူတို့တောင်းကျင်နေစီကိုတောင်းလိုက်တော့နောက်ခါပြန်မပြောတော့လို့ထင်တာနော်ဒီဗျူတဲ့ကမှတော့ तू ကနော်ဂောဘကောက်တော့တိုက်မပြောလို့နော်ဒါပတ်စံပြန်ရခဲ့ရချင်းနောက်သွားမဲ့လူတွေလည်းလက်ပကြီးဆွဲဖြစ်ခဲ့မယ်ဆိုရင်ဇီးရဲ့အရင်မေးပြီးမှဆွဲကြပါနော်ညီမရဲ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးတွေမှပြန်လည်ဆောင်တွေ့ကြမယ်ရှင်